က်သလစ်သာသနာတော်ဤနေစဉ်ကျမ်းစာထောက်ရှုခြင်းများကိုဝေမျှပေးနေပါတယ်။နဝင်ဘာလ၄ရက်2025ခုနှစ်အတွက်ပါ။ရှင်လူကာအခန်းကြီး14အခန်းငယ်15မှ24အထိဘုရားသခင်ဤပွဲတော်သို့ဖိတ်ခေါ်ခြင်းကိုလက်ခံပါ။ယနေ့ကျမ်းနာခဲ့ရတဲ့ဧဝံဂေလိကျမ်းစာတော်မှာသခင်ခရစ်တော်ဟာစားတောက်ပွဲတော်အကြောင်းကိုပုံဥပမာ ပြောပြခဲ့ပါတယ်။ပွဲစဉ်စဉ်သူဟာ လူများစွာကို ဖိတ်ခေါ်ခဲ့တော့လေဖိတ်ကြားခံရသူအားလုံးကအကြောင်းအမျိုးမျိုးပြပြီးညင်ပယ်ခဲ့ကြပါတယ်အချို့ကလဲဝဲထားလို့အချို့ကနွားတွေစမ်းသပ်ခြင်းလို့အချို့ကအိမ်အောင်ပြုထားလို့စသဖြင့်လောကီရေရာများကိုအကြောင်းပြခဲ့ကြပါတယ်ဤဥပုံမှာဘုရားခင်သည်ကျွန်တို့အားလုံးကိုကောင်းကင်နိုင်ငံတော်၏ထာဝရပျော်ရွှင်မှုပွဲတော်သို့ဖိတ်ခေါ်နေခြင်းကို ဖော်ပြပါတယ် ဘုရားခင်ဟာအရာအလုံးကို ပြင်ဆင်ထားပြီးဖြစ်ပါတယ်။သို့သောဖိတ်ကြားခံရသူများဆူလိုတဲ့အရာကကျွန်တို့ဟာလောကီအာယုန်ခံစားမှုများနဲ့စီစဉ်ဥစ္စာပစ္စည်းများ အခြားအရေးမကြီးသော အရာများကြောင့်ဘုရားခင်၏ဖိတ်ခေါ်တန်ကိုလှစ်လျူရှုကာညှင်းပယ်နေတတ်ကြတာကို ပြောပြနေပါတယ်။ထိုအခါပွဲစီစဉ်သူက ခင်သည်အမျက်ထွေ၍လမ်းမများလမ်းကြားများမှဆင်းရဲသားများဆွန်အားသူများမျက်မြင်များနှင့် မတန်ဆွမ်းသူများကိုခေါ်ဆောင်လာရန်အစီခံကိုစီခံခဲ့သည်ဤအရာကကောင်းကင်နိုင်ငံတော်ဟာလူရန်အတွက်ဖွင့်ထားပြီးသူသည်ဖြင့်မိမိတို့၏အားနည်းခြင်းများကိုတည်ရှိ၍ဘုရားခင်ကိုလိုအပ်ကြောင်းဝန်ခံသူများအတွက်ပုံမူနှိစက်ကြောင်းပြောပြနေပါတယ်ကျွန်တော်တို့အတွက် စဉ်းစားထောက်ရှုစရာအချက်တွေရှိပါတယ်ပထမတစ်ချက်အနေနဲ့မူစာပေးမှုများပြန်လည်စဉ်းစားသုံးသပ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဟာဖျားခင်ရဲ့ဖိတ်ခေါ်ခြင်းထက်လောကီရည်ရာ များကို ပို၍မူစာပေးမိနေသလားစဉ်းစားရပါမယ်ကျွန်တော်တို့ရဲ့နေ့စဉ်အလုပ်တွေစီးစဉ်ဥစ္စာရှာဖွေမှုတွေနဲ့တက်တောင့်တက်တာနေထိုင်လို့မှုတွေကဘုရားခင်နဲ့နီးစပ်တဲ့အရာကိုတားဆီးနေပါတယ်။ဒုတိယတစ်ချက်ကတော့ နှိမ်ချသောစိတ်ထားရှိဖို့ဖြစ်ပါれ။ဘုရားသခင်ရဲ့ပွဲတော်သို့ဝင်ရောက်ရန်နှိမ်ချသောစိတ်ထားလိုအပ်ပါれ။မိမိကိုယ်ကိုအထင်ကြီးမနေဘဲနဲ့တာမန်လူတွေနဲ့အတူယဉ်နီစွာပေါင်းတင်ဆက်ဆံရန်တရားတော်ကတိုက်တွန်းနေပါれ။ဖိတ်ခေါ်ခြင်းကိုတုံ့ပြန်ရပါမယ်။လာကြပါ။အရာအလုံးအခုပဲအဆင့်တစ်ဖြစ်နေပြီလို့သခင်ခရစ်တော်ပို့ဦးမှာပြောတဲ့အထက်မှာပါလူမျိုးဤဖိတ်ခေါ်တဲ့ ကြရပါတယ်။ဘုရားခင်ရဲ့မေတ္တာနဲ့ကရုဏာတော်ဟာ အကန့်အသတ်မရှိပါဘူး။ကျွန်တော်တို့အနေဖြင့်နှောင့်နှေးခြင်းမရှိဘဲဤဖိတ်ခေါ်ခြင်းကိုဝမ်းမြောက်စွာလက်ခံရန်လိုအပ်ပါတယ်။ဒါကြောင့်ယနေ့ကျွန်တော်တို့ရဲ့နှလုံးသားကိုဆန်းစစ်ကြပါစို့။ပြာဒခင်ရဲ့ထာဝရပွဲတော်အတွက်ကျွန်တော်တို့၌အကြောင်းပြချက်များရှိနေပါသေးသလားပြာဒခင်ဤအိမ်တော်ပြည့်စုံရန်ကျွန်တော်တို့ကိုယ်တိုင်ကလက်ခံရုံသာမက အခြားသူများကိုပါ ဖိတ်ခေါ်ရန်လိုအပ်တယ်ဆိုတာကိုဒီနေ့ကျမ်းစာတော်များအပြင်ထောက်ချလျက်ခွန်အားယူကြပါစို့